မင်္ဂလာပါခင်ဗျာစိုးနိုင်ထောင်းမြန်မာ traditional martial arts youtube channel လေးကပြန်လည်ကြိုဆိုပါတယ်ခင်ဗျာကျွန်တော်ပညာဒါနသင်္ကန်းစာပို့ချလာတာသင်္ကန်းစာနံပါတ်30ရောက်ရှိလို့လာပါပြီခင်ဗျာဘန်တို63ပေါင်ရဲ့အပိုင်း5ရောက်ရှိလာပါပြီခင်ဗျာဒီနေ့မှာတော့ကျွန်တော်သင်ပြပေးမယ့်အပိုင်းကတော့ဒူအုပ်စု၄ချက်ကိုသင်ပြပေးမှာပါခင်ဗျာ ကျွန်တော်တို့ပထမနေ့တွေမှာကျွန်တော်သင်ခန်းစာတင်ဖို့ပြက်ကွက်ခဲ့တာရှိပါတယ်ကျွန်တော်ရဲ့စောင့်ကြည့်နေတဲ့ညီကောင်မောင်နှမတွေရှိခဲ့ရင်ကျွန်တော်နူးညွတ်တောင်းပါပါတယ်ခင်ဗျာကျွန်တော်ကျမ်းမာရေးအခြေအနေကကျွန်တော်ရက်ပြတ်သွားတာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့အစားထိုးအနေနဲ့ training ground နေ့မှာကျွန်တော်ပြန်တင်ပြပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပို့ချမဲ့သင်ခန်းစာကိုကျွန်တော်အရင်ဆုံးပို့ချလိုက်မှာဖြစ်ပါတယ်ရှေ့ရသင်ခန်းစာတွေနဲ့တစ်ခုချင်းကို နောက်ပြီးကျမှဖြည်းဖြည်းချင်းလောက်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ပို့ချမဲ့သင်ခန်းစာကတော့63ပေါင်းရဲ့5ခုမြောက်အပိုင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒူအုပ်စုဖြစ်ပါတယ်ဒူအုပ်စုကိုကျွန်တော်တို့မစတင်ခင်မှာပထမအုပ်စုအနေနဲ့ခါရဝပြုကြမယ်ခင်ဗျာဟုတ်ကြောင်းကျွန်တော်တင်ခန်းစာစတင်ပြီဖြစ်ပါတယ်ခင်ဗျာဒူအုပ်စု၄ချက်ဖြစ်ပါတယ်ခင်ဗျာ တနှစ်သုံးလေဆောဒါကျွန်တော်တော့ကိုသင်ပြပေးတဲ့သင်ခန်းစာတွေဟာကျွန်တော်မင်းရသင်ခန်းစာတင်နေတဲ့အတန်ဖိုင်ပြတ်သွားတာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီ video ဖိုင်မှာအတန်ဖိုင်တွေလွဲနေခဲ့ရင်တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်ခုတင်ပြပေးတဲ့အောက်ဆိုတွေကိုရှင်းရအောင်ဆိုတွေနဲ့တူတူပါပဲကျွန်တော်သင်ခဲ့တဲ့ရှောင်းနေကာနီနီးစနစ်တွေနဲ့တွဲပြီးလေ့ကျင့်ကြပါခင်ဗျာတန်းလျှောက်တန်းဆောက်ပုံစံနှုန်းနဲ့လည်းလေ့ကျင့်ရမှာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရဲ့သက်တွေဆုံလာပြီဖြစ်လို့ခြေလက်ခေါင်းတောင်ဒူးစတာတွေနဲ့အားလုံးတွဲပြီးတော့ကျင့်ပါတွဲလုံးတွေကိုလည်းကိုယ်စိတ်တိုင်းကျတွဲပြီးတော့ကစားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့မှန်ကန်လေ့ကျင့်ပြီးရင် အာပအောင်လေ့ကျင့်ပါအာပအောင်လေ့ကျင့်ပြီးရင်တော့မြန်ဆောင်လေ့ကျင့်ဖို့လိုပါတယ်ခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာရောကျွန်တော်အစားကပြီးခဲ့တဲ့သင်ခန်းစာတွေအလုံးကိုကျွန်တော်ပေါင်းပြီးတော့ပြန်လုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာသင်ခန်းစာစပါပြီခင်ဗျာတဲ့ ลิงอชาคนเชื่ีกูเสสเดสเนสดองสเลสงาสชา sakone sashe sago nase nede nene nedo nele nenga necha nekone neshe nego tonze tonze de tonze ne tondong tonle 39 38 39 49 40 ဒီနေ့ရောက်တဲ့သင်ခန်းစာတွေအမှတ်စဉ်40ရှိပါပြီခင်ဗျာညီကိုညီမတွေနဲ့အမှတ်စုဆောင်ထဲမှာမှတ်တဲ့ခါကျရင်ခေါင်းစု၄ချက်လက်သေးအုပ်စု၆ချက်လက်စောင်းအုပ်စုလက်ဖြောင်းစုလို့အုပ်စုလေးတွေခွဲပြီးတော့မှတ်ထားစေချင်ပါတယ်ခင်ဗျာဒါမှလည်းမှတ်မိမှာဖြစ်ပါတယ်ခင်ဗျာညီကိုညီမတွေအားလုံး ကျွန်တော်သင်ကြားပို့ထားတော့ပညာရက်တွေအလုံးကိုမိမိခန္ဓာကိုမိမိဤပဝန်းခြင်းမိမိကိုမိမိခုခံကာကွယ်ရတဲ့နေရာမှာတွင်အသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာတခြားမဟုတ်သောနေရာများမကောင်းမှုဒုစရိုက်နေရာများတွင် အသုံးချခြင်းမပြုကြရဲ့မေတ္တာရခမှာရခင်ဗျာ အမျိုးပါသားသာနာကိုကာကွယ်စောင့်ရှောက်နိုင်သောအမျိုးကောင်းသားအမျိုးသမီးတွေဖြစ်ကြပါစေခင်ဗျာကျွန်တော်မနှက်ပြတ်မှာဆိုရင်တော့ခြေတော်အုပ်စုတွေလာမှာဖြစ်ပါတယ်ခြေတော်အုပ်စုနဲ့ကျွန်တော်တို့ရင်းထိုင်နှစ်ခုနဲ့ဆိုရင်အမတ်စင်တစ်ဆယ်တီပေးတော့မှာဖြစ်ပါတယ်အဲ့ဒါဆိုအမတ်စင်50တီရောက်မှာဖြစ်ပါတယ်ခင်ဗျာနောက်နေ့ကျရင်လက်ဆောင်ဆက်သုံးနဲ့ဆိုရင်63ပေါင်းပြီးသွားပါပြီခင်ဗျာ ဇာန်ကြီးကိုညီမတွေအားလုံးဒီဗီယို file လေးကခါတိုင်းလိုပဲမိတ်ဆွေတို့အတွက်သုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ view အောက်မှာ comment လေးတွေရေးပေးကြပါခင်ဗျာမိတ်ဆွေတို့ရဲ့ comment ဟာကျွန်တော်ရှင်းဆက်ရမယ့် video တွေအတွက်ခွန်အားဖြစ်လို့ပါခင်ဗျာအားလုံးကိုချစ်ခင်လေးစားလျက်ပါခင်ဗျာစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ